ပြိသက်များအားလုံးပဲမင်္ဂလာပါရှင်။ Star Knowledge စီစဉ်ကနေပြီးတော့ပြိသက်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ Australia နိုင်ငံကမြောင်းမြို့တော်ဖြစ်တဲ့ Cooper BD ရဲ့မြို့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Australia နိုင်ငံအနောက်တောင်ပိုင်းဒေသမှာတည်ရှိတဲ့ Cooper BD မြို့ကတော့ကမ္ဘာတဝှမ်းမှာရှိတဲ့မြို့တွေနဲ့မှာထူးခြားတဲ့မြို့တမျိုးလည်းဖြစ်နေပါတယ်။ Australia နိုင်ငံရဲ့ Stuart Away ပြည်လမ်းမကြီးမှာတည်ရှိပြီးတော့တဲခန့်နေရာဆန်တဲ့လွင်မြေမှာ ထူးခြားစွာနဲ့မြေအောင်မြို့တော်ကိုတိဆောက်ထားရှိရလေဖြစ်ပါတယ်။2018ခုနှစ်တကောက်စင်းမြရခူပါပီတီမြို့ကတော့လူဦးရေအနေနဲ့စုစုပေါင်းက2500ခန့်သာရှိနေရတယ်ဖြစ်ပါတယ်။အဝေးပြေးလမ်းမကနေဖြတ်သွားချိန်မှာတော့မြို့တစ်မြို့ရှိတယ်လို့တော့မှမထင်ရလောက်အောင်ကိုထူးခြားတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒီတာထင်ရှားတာကိုပြောရမယ်ဆိုရင်သူကမြေပေါ်မှာအဆောက်အုံအနှဲငယ်ခန့်သာရှိနေရတဲ့ဖြစ်ပါတယ်။ခုပါဗီဒီမျိုးလို့မပေါ်ပေါက်မီက AD 1858ခုနှစ်မှာတော့စကော့တလန်နိုင်ငံသားဖြစ်တဲ့ဂျိုမတ်ဒိုမော့စတူရဲ့ဦးဆောင်တဲ့ဘူမိပေဒသုတေသနအဖွဲ့များကကူးဘားသဲကနေရလွင်မြမှာတံမိုးရှိတဲ့ကြောင်ကြောက်ဖြစ်တဲ့အိုပယ်မင်းနီများကိုရှာဖွေတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဥရောပဒေသကဘူမိပေဒပညာရှင်များအလုံသမားများလာရောက်အခြေချနေထိုင်ခဲ့ကြရမှာမျိုးအဖြစ်စတင်ပြီးတော့ပေါ်ထွန်းလာခဲ့ခြင်းလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်ကသဲကနေရဆံပြီးတော့ အပူချိန်ကမြင်မာတဲ့လွေမြမာဝန်ထမ်းအများစုကတော့မနေနိုင်တဲ့အတွက်ကိုကြောင်ကြောက်တူးဖို့ရမြေအဖလိုင်းကူများမှာညချိန်အိပ်ဆက်အားယူကြရတာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းတွေမှာနေညများကိုတော့မြေအောင်လှိုင်ကူဟောင်းများမှာနေထိုင်လာရမှာတဖြည်းဖြည်းနဲ့မြေအောင်မြို့တော်ပုံစံတစ်ဖွဲ့ကိုဖြစ်ပေါ်လာခဲ့ရခြင်းပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကကြောင်ကြောက်တူးဖို့ရလှိုင်ကူတွင်းပေါင်း၁၀၀ခန့်ရှိနေတာလည်းဖြစ်ပါတယ်။ဓာရီပြင်ကိုကုဘပီတိဒေတာကတော့ ကဘာပေါ်မှာကြောင်ကြောက်အများဆုံးထွက်ရှိရာဒေတာလည်းဖြစ်ပါတယ်။ကူဘာဘီဒီမျိုးဖြစ်1935ခုနှစ်ဖေဖော်ဝါရီလတရက်မှာစတင်တည်ထောင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီမျိုးစတင်ချိန်မှာတော့မြေအောက်နိုင်ငံများမှာနေထိုင်သူဥယျာဉ်နေနဲ့တထောင်ဝင်းကျင်ခန့်သာရှိနေရလည်းဖြစ်ပါတယ်။အချို့ကတော့လအနှဲငယ်ကြအလုံးလုံးပြီးတော့အသွားပြန်ကူးတန်းသွားလာသူများလည်းရှိနေပါဗျ။ဒါပေမဲ့လည်းမြေရောက်သတ္ထုတွဲဟောင်းများမှာတော့ကူးပါပြီးတွင်ပင်အပူချိန်ကိုတွန်းလှန်ရင်းနဲ့ နေထိုင်သူဥယေကတော့တစားထက်တစားများပြားလာတာပဲဖြစ်ပါတယ်။မမီးတို့နေထိုင်ရာမြေရောက်အိမ်များကိုလည်းစနစ်တကျပြုတ်ပြင်ပြီးတော့သူတို့ကနေထိုင်လာကြရလဲဖြစ်ပါတယ်။ဒါတွေကြောင့်မြေအောက်မှာနေထိုင်သူများကိုတော့တွေးအောင်လူများဟုလည်းခေါ်ဝေါ်ခဲဆရာလည်းဖြစ်ပါတယ်။မြေရောက်အိမ်ဆိုတာကလည်းပုံမှန်ပေါ်ပြထားတဲ့အတိုင်းပဲနေအများစုကိုကြီးလိုက်လို့ရှိရင် ခင်မိပြီးတော့စနစ်ကျလာသည်ကိုလည်းတွေ့ရှိရတာပဲဖြစ်ပါတယ်1981ခုနှစ်မှာကုဘပီဒီမြို့မှာ လူများစိတ်ဝင်စားလာကြပြီးတော့လာရောက်လေးလာစူးစားလို့သူများအလောက်ကိုင်ရှာဖွေသူများနဲ့စီကားလာပြီးတော့ကဘာတော်ဝါကတတိပြုစရာမြို့တစ်မြို့ဖြစ်လဲပေါ်ထွက်လာခဲ့ရလဲဖြစ်ပါတယ်မြေအောင်အိမ်အများစုမှာကြောင်ကြောက်တူးဖို့ပြီးသားမြေအောင်တွင်းများဒါမှမဟုတ်လေလှိုင်ခုဟောင်းများတွင်သာတိဆောက်ခြင်းပင်ဖြစ်ပါတယ် နေအိမ်များအဖွဲ့အစည်းတိဆောက်ရမှာလဲအလုံးလောက်ရလမ်းချောင်းသင်းနဲ့ဆက်ဆက်တဲ့နေရာများမှာအဓိကတိဆောက်ထားကြပါတယ်။နောက်ဆုံးမြေအောင်မြို့တော်အဖြစ်ဖွဲ့စည်းတိဆောက်ရမှာတော့မြို့အင်္ကာရက်နဲ့အနီးဆက်ဆုံးတူညီအောင်ဆောက်ရွက်ခဲ့တဲ့ကိုလည်းတွေ့ရှိရပါတယ်။ဥပမာအဖြစ်ပြောရမယ်ဆိုရင်မြေအောက်ထဲမှာဆိုရင်စာတင်ကျောင်းနေဖျားရှိခိုးကျောင်း၊ကျောင်းမြေယတနာအယောင်ဆိုင်တွေစားတော့ဆိုင်များပြားစားတော့ဆိုင်များပြင်လာရောက်လေးလာသူများတဲခိုနေထိုင်ရန်အတွက်လဲ ဟိုတယ်အသေးစားများကိုပင်ဖွဲ့စည်းတည်ဆောက်ခဲ့ကြရလဲဖြစ်ကြပါတယ်အထင်ကြီးဟိုတယ်တစ်ခုကိုပြောရမယ်ဆိုရင်ဂနာယလိုက်ကူဟိုတယ်ဖြစ်တဲ့ Dusas Cave Hotel ပဲဖြစ်ပါတယ်။၎င်းဟိုတယ်ကိုမြို့ခံတဦးဖြစ်တဲ့ Amparo Coro က1989ခုနှစ်ကတည်းကကိုတည်ဆောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ကူဖာ PD မြို့ဖြစ်ဖွဲ့စည်းတည်ထောင်တဲ့တပ်တန်းကာလကတော့နှစ်ပေါင်း109နှစ်ကျော်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ 2005ခုနှစ်ကကူဘာ BD မျိုးကတော့နှစ်တရာပြည့်ထိမ့်မတ်ကိုခက်ခဲနာနာနဲ့ဆောင်ရွက်နိုင်ခဲ့ရလဲဖြစ်ပါတယ်။ဒါတွေပြင်ကိုတမိုင်းဝင်ရှင်းအောင်အဆောင်အောင်ဖြစ်လဲမြေအောက်မှာတရှိရဲ့ကူဘာ BD ကက်သလစ်ခရစ်ယာန်ဖျားရှက်ခိုးကြောင့်အဆောင်အောင်ကလည်း UNESCO မှာတမိုင်းဝင်အဆောင်အဖြစ်မှတ်တမ်းတင်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာကုဘဗီဒီဒေတာမှာထွက်ရှိတဲ့အကြောင်း ။ Open မင်းလေးများမှာတော့ကဘာကျော်တဲ့အတွက်ကိုလာရောက်ဝယ်ယူသူကဘာလက်ခီးသွားများဖြင့်စီကားလျက်ရှိနေကြောင်းကိုလည်းတင်ပြလိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့စာနာလေးစစ်စင်းမှာတော့ဩစတြေးလျနိုင်ငံကအများမျိုးတော်ဖြစ်တဲ့ခူပါပီတီမျိုးရဲ့အကြောင်းကိုတင်ဆက်ပေးတော့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်များမှာလည်းစိတ်ဝင်စားဖွယ်ဗဟုသုတအကြောင်းအရာများကိုဝေမျှပေးသွားအောင်ပါမို့စောင့်မျှကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်။ အခုကြည့်ရှုအားပေးခဲ့ကြတဲ့ပြည်သက်တဦးချင်းစီကိုလည်းကျေးဇူးအထူးပင်တင်ရှိပါရရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။